Happy birthday ပါ Messi ဇော်နာဒိုကိုထာဝရအောင်နိုင်ခဲ့သူအားလုံးပဲမင်္ဂလာပါခင်ဗျာ 3K Sport 2.0ကနေပြန်လည်ပြီးတော့ကြိုးဆိုပါတယ်ဇော်နာဒိုနဲ့နှိုင်းရှင်လိုက်ရင် Messi ဟာ AC တည်ငြိမ်သူမာမာနာမရှိသူအတ္တမကြီးသူလို့တွေးထင်ခြင်းစရာပဲဘာစရာပေါ်သစ္စာမြဲခဲ့ဘူးသူငယ်ချင်းအန်တိုနီလိုရော့ကဆိုနဲ့ပဲတပွားစာချစ်မြတ်တာချီနှောင်ကျိုးမြဲခဲ့သူမက်ဆီယာလူသားဆန်လွန်းသူလို့ကျွန်တော်တို့အများအားယုံကြည်ထားကြတယ် မစီယာလူသားဆန်လုံးသူဖြစ်တယ်ဆိုရင်ကိုကိုကိုဘ ਹੁ ပြုတွေးခေါ်မှုဆိုတာရှိနေမှာပဲအဲလိုကိုကိုကိုဘ ਹੁ ပြုတွေးခေါ်မှုဆိုတာအတရဏန်လေးမပါပဲဘယ်လိုလုပ်ဖြစ်နိုင်မှာလဲတကယ်လို့များမန်စီသားကိုကိုကိုဘ ਹੁ ပြုမတွေးခေါ်ခဲ့ဘူးဆိုရင်အတရဏန်လေးကန့်ညိမနေဘူးဆိုရင် သူဟာဘယ်လိုလုပ်များဂန်ဒဝင်းဆန်းဆန်းမွေးမြနိုင်မလဲအီဗရာဟီမိုဗစ်အီတူအိုနာရီဒေးဗစ်ဗီယာစားတဲ့ဘာစလိုင်းကိအဆက်ဆက်တိုက်စစ်ကျယ်ပွင့်နေတဲ့တာလွန်သူဘယ်လိုများဖြစ်လာမလဲမက်ဆီယာဂန်ဒဝင်းဆန်းဆန်း အတကြီးခဲ့သူပါပဲဘာစလိုနာနိုင်ငံတော်တစ်ခုဖြစ်တယ်ဆိုရင်မက်ဆီရဲ့နိုင်ငံရေးကစားပွဲရာတစ်ဖြည်းဖြည်းအားပါပြင်းထန်လာတယ်အစောပိုင်းမှာမက်ဆီကအလုံးနဲ့တက်တည်ပြနေခဲ့ပြီးနောက်ဆုံးနှစ်တွေအတွင်းမှာဇကလုံးတွေနဲ့ပို့ပြီးတော့ကစားလာတယ်ဘာစလိုနာကနေထွက်ခွာမယ်လို့ချိန်ကြောက်တဲ့အထိမက်ဆီအတန်ကျေလောင်ခဲ့တယ်ဘာစလိုနာပရိသတ်အားလုံးရဲ့နှလုံးသားတွေဖယ်ရှားမရတဲ့ပုံရင်းလွာဖြစ်လို့ဘာနေနေမက်ဆီပေါ်အပြစ်မြင်မှာမဟုတ်ကြပါဘူးညနိုးစိတ်ဟာတရွေးသားမှယော့မှာမဟုတ်ပါဘူး ဒီတော့ဘာစရာကနေမက်ဆီထွက်ချင်အောင်ဘုတ်အဖွဲလုတ်တယ်ဆိုတဲ့အမည်မျိုးနဲ့ပဲမြင်လေးရှိတယ်။လာပေါ်တာဘာစရာဥက္ကဋ္ဌပြန်ဖြည့်ပြီးတဲ့နောက်မက်ဆီလမ်းခွဲကမထင်မှတ်ထားတဲ့အချိုးကွေးဖြစ်ရောက်ရှိလာတော့လူရီယာမက်ဆီရဲ့မျက်ရည်ကိုပဲမြင်ခဲ့တယ်။ဘာစရာရဲ့ဒုက္ခကိုမမြင်ခဲ့ကြဘူး။မက်ဆီကနောက်ဆုံးချိန်ထိဘာစရာနိုင်ငံတော်ရဲ့နိုင်ငံရေးကစားပွဲမှာအောင်နိုင်ခဲ့သူပါ။အွန်နရီကမက်ဆီကအတ္တသိကြီးသူလို့ပြောခဲ့ဘူးတဲ့။အဲ့ဒီအတ္တနဲ့ပဲသူ့ကိုယ်သူ the greatness ဖြစ်အောင်လို့တွန်းအားပေးခဲ့တာလို့အွန်နရီကဆက်ပြောတယ်။အွန်နရီက မက်ဆီမာလည်းအတားရှိတာပေါ့လေခင်ဗျားတို့ကကိုကိုအတားမရှိဘူးလို့တွေးကြည့်ဘူးလားတကယ်တော့အတားစိတ်လေးထားရှိတာစိုးရတဲ့ကိစ္စတော့မဟုတ်ပါဘူးကိုရဲ့ဘဝကောင်းစားရေးအတွက်တစ်ခါလေးမှလိုအပ်တဲ့အရာလေးပါပဲရိုးသားတဲ့အတားစိတ်လေးကလိုအပ်မှုတစ်ခုပါပဲဘောလုံးကွင်းထဲမှာမက်ဆီဟာပြိုင်ဘက်တွေထက်တာလုံးအောင်အသင်းပေါ်တွေထဲမှာအထူးကျွန်ဆုံးဖြစ်အောင်ကစားနေပါတယ်ပွဲပြီးလို့ဝေလဲခန်းနဲ့ရောက်တဲ့အခါဘောလုံးကွင်းထဲကမက်ဆီနဲ့မတူညီသူကိုတွေ့ရလိမ့်မယ်သူကဘောလုံးကွင်းထဲအတားကြီးနေတယ်ဆိုရင်လေပရိသတ်တွေကိုဖျော်ဖြေမှုပေးခြင်းလို့ဖြစ်လိမ့်မယ် အကောင်းမဆုံးအရာတွေမြင်စေခြင်းလို့ဖြစ်လိမ့်မယ်လို့ပြောခဲ့ဘူးလေမက်ဆီကဆူရိုနယ်ဒိုကသူ့ရဲ့အမြဲတမ်းပြိုင်ဘက်ဆူရိုနယ်ဒိုရဲ့ပြိုင်ဘက်ဖြစ်ခဲ့လို့သူကောင်းတဲ့ကောင်းလာတာဆိုပြီးတော့ဝန်ခံတယ်သူတို့နှစ်ဦးကြားမှာပြိုင်ဘက်တွေဖြစ်ခဲ့တာဘောလုံးပရိသတ်တွေအတွက်ရင်ခုန်စရာအကောင်းဆုံးဖြောပြေးရေးလို့ဘောလုံးရောစုရွေးချယ်ရေးအဖွဲ့ရဲ့တရားဝင် X platform ကနေပြောခဲ့တာပါဆူရိုနယ်ဒိုကအရာအလုံးသိမ့်ပိုက်ခြင်းသူမက်ဆီကလည်းထပ်တူဆန္ဒရှိခဲ့ပါတယ်တယောက်ကိုတယောက်မယမနာဖိအားပေးနေတမိုင်းတစ်လျှောက်အထူးကြုံဆုံးမဟာပြိုင်ဘက်တွေဖြစ်ခဲ့တာပါ ဘောလုံးတော်ကားကခစ်ခစ်စီကူးပြောင်းနေချိန်မှာနောက်ထပ်မက်ဆီနောက်ထပ်ဆီရိုနယ်ဒိုမြင်ရမလားဆိုပြီးညော်ကြတယ်။အဲ့ဒီမျောလင်းချက်ဟာစိတ်ကူးတက်တက်ပါပဲ။သူတို့လိုဂျယ်ရီဘောလုံးလောကမှာထပ်မလင်းနိုင်တော့ဘူး။ဒေဂျာရာကမက်ဆီယာကိုအတ္တကိုကိုပါရမီကိုအထူးကျွန်ဆုံးဖြစ်အောင်လုပ်ခဲ့သူပါ။ဒီနေ့မှာမက်ဆီအသက်38နှစ်ပြည့်ခဲ့ပြီ။သူ့ရဲ့မောင်ဝင်ခြေစွမ်းကိုဆက်လက်ခံစားဖို့ရာအချိန်မရှိတော့ဘူး။ Happy birthday Messi ။